ဟယ်လိုအားလုံးပဲမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါရစေဆက်သမိုင်းကျွန်တော်တို့လာမယ့်တနင်္လာနေ့ညအင်္ဂါနေ့မနက်မှာရှင်ပြိုင်ကစားမယ့်အေဘာတန်နဲ့ပွဲကကိုရီနိုင်မရမယ်ကျွန်တော်တို့ဒီမနက်မှာသတင်းပြောခဲ့ကြသလိုပဲဘင်ဂျမင်ရှက်ကူကလည်းမပါသလိုမတ်တီးစ်ကွန်ညာရဲ့ဒီထိခိုက်မှုတချို့နည်းနည်းလေးရှိထားတဲ့အခါကျတော့တန်ရအောင်မပြင်းထန်ဘူးပေါ့နော်အမေလိုအေဘာတန်နဲ့ပွဲမှာပါမလားမပါဘူးလားဆိုတော့ကွန်ညာနဲ့ပတ်သက်လို့ကျွန်တော်မသိရဘူးအဲ့တော့ကျွန်တော်တို့တိုက်စစ်ကစားသမားအသစ်၃ယောက်မှာ နှစ်ယောက်ကမပါနိုင်ဘူးပေါ့ဒါတိတ်ကောင်းတဲ့အနေထားမဟုတ်ပါဘူးသူတပင်ကျွန်တော်မှဆိုလို့ရှိရင်ဒီပွဲတွေကအမှတ်အပြည့်ယူရတော့မယ့်ပွဲတွေအဲ့လိုအမှတ်အပြည့်ယူရတော့မယ့်ပွဲတွေမှာကိုရီကဘယ်လိုပြောမလဲဒီအချီနီကောင်းအောင်မလုံနိုင်ဘူးဆိုရင်တော်တိုင်ပတ်မှာပါသူတပင်ကျွန်တော်ပြီးခဲ့တဲ့နေ့ကဆိုလို့ရှိရင်ဒါဒီနေ့မှတနင်္ဂနွေနေ့ပဲရှိသေးတယ်ပေါ့နော်ဒါတနင်္ဂနွေနေ့မှာဘယ်ပွဲတွေပါဖြစ်လာအောင်မလဲကျွန်တော်မသိသေးဘူးစနေနေ့ကအမှတ်ရော့ခဲ့တဲ့ပွဲတွေရှိပါတယ်ကိုအထက်ကအဲ့တော့အဲ့လိုမျိုးကိုအထက်ကအသင်းနေအမှတ်ရော့နေတဲ့အချိန်မျိုးမှာ ိုရီကသူများတွေလို့ပေါ့နော်အရင်ခက်ခဲတဲ့ပွဲစဉ်တွေပြိုင်ဘက်တွေနဲ့မတွေ့ရတဲ့အချိန်မှာအမှတ်ပြည့်ယူနိုင်ဖို့လိုတယ်။ပြည်ထောင်ကအဲ့လိုအမှတ်ပြည့်ယူနိုင်ရမယ်ဟိဆိုတဲ့အချိန်မျိုးမှာအားကိုးရတဲ့ကစားမနှစ်ယောက်ကိုလက်လွတ်ထားရမယ်ဆိုတာမျိုးကအသင်းတွေတော်တော်ကိုအချိန်ကြီးမဟန်ပါဘူး။ဆိုတော့ကျွန်တော်တို့ဒီလူကိုအထက်ကအသင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုကျွန်တော်စနေနေ့မှာကစားသွားတဲ့ပွဲတွေမှာဆိုလို့ရှိရင်ဗျာ Manchester City ကကျွန်တော်ပေါ့နော်အမှတ်ရောတယ် မန်ချက်စတာစီးတီးကကျွန်တော်အမှတ်ရော်တယ်စီးတီးနဲ့ကျွန်တော်ကြားထဲမှာအမှတ်ကွာကောင်းကွာလေးဝင်တယ်မန်ချက်စတာစီးတီးကအမှတ်ရော်တယ်ကိုယ့်ထက်မှာရှိတဲ့ဆန်ဒလန်ကရှုံးနေဖူလန်ကိုနော်ဆန်ဒလန်ကဖူလန်ကိုဝမ်းစီနဲ့ရှုံးနေပြီးရင်ကျွန်တော်နေပေါ့နော်ဘရိုက်တန်ကနိုင်နေဆိုတော့ကိုယ့်ထက်ပြင်ရောက်သွားပြီဒါပေမဲ့အမှတ်ကအလောက်မကွာဘူးခရစ်စတယ်ပဲလစ်ကလည်းနိုင်တော့မယ်ဘုံမောက်ကလည်းတည်ကြတယ်ဆိုတော့ကိုကိုနဲ့အမှတ်ကတ်နေတဲ့လီဗာပူးကလည်းရှုံးနေအဲ့လိုမျိုးဆိုတော့ကိုရီယူနိုက်တက်အတွက်နော်ကိုရီယူနိုက်တက်အတွက်ကကျွန်တော်ဒီပွဲသာအနိုင်ရအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် ူရီရဲ့အဆင်စရာအနေအထားအပြောင်းလဲအများကြီးဖြစ်အောင်လုပ်နိုင်မှာကြောပွဲစဉ်က၁၂လောက်ပဲရှိအောင်မှာဖြစ်တဲ့အတွက်တသိန်းနဲ့တသိန်းကြားထဲမှာအမှတ်ကွာဟာမှုကအဲ့လောက်ကြီးမှာမဟုတ်ပါဘူးတပွဲနဲ့တပွဲအဆင်တော့အရန်ကွာကောင်းကွာနေလိမ့်မယ်ဒါပေမဲ့အမှတ်ကွာဟာမှုကအဲ့လောက်ကြီးကြီးမှာမဟုတ်ဘူးဟာပါတော့เนาะအဆင်က၆ခုလောက်ကွာနေအမှတ်က၂မှတ်လောက်ပဲကွာနေတဲ့မျိုးကြီးကျွန်တော်တွေးကောင်းတွေးရလိမ့်မယ်သို့တော့အဆင်စရာရဲ့ကိုအတင်းရက်တီတဲ့အချိန်ဒီအပြောင်းလဲကကစားမားတွေရဲ့ mentality ကိုအများကြီးပေါ့နော်အပြောင်းလဲဖြစ်စေလိမ့်မယ်လို့ကျွန်တော်ထင်တယ် အကယ်လို့ကျွန်တော်တို့ Brighton ဘာအပဒီ Everton နဲ့ပွဲမှာအနိုင်ရအောင်လုပ်နိုင်ခဲ့မယ်ဆိုရင်ကိုရီအနေနဲ့ပေါ့နော်အဆင့်၄အထိတောင်မှကျွန်တော်တို့ရောက်နိုင်မဲ့အခွင့်အရေးမျိုးကျွန်တော်ရှိနေတယ်ဒါတနင်္ဂနွေနေ့မှာပေါ့နော်ဒါဘယ်တင်နေဘယ်လိုဖြစ်အောင်လဲတော့မသိဘူးပေါ့ဗျာအခုဆိုလို့ရင်12ပွဲကစားပြီးတဲ့အသင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ဘုံမောက်16မှတ်တို့နော်ပြီးရင် Sunderland 16မှတ်ဟလာ Brighton 16မှတ်နော် Crystal Palace မှတ်20ဒါမျိုးတွေကျွန်တော်ရှိထားတယ် Manchester United က18မှတ်ကျွန်တော်ရထားတယ် ပဲလစ်ကအဆင့်၄နေရာမှာအကယ်လို့ကျွန်တော်ဒီပွဲနိုင်27မှတ်ကျွန်တော်ရမယ်ဗျာ124လေးကျွန်တော်ပြန်ဝင်လာမယ်ဆိုကြားထဲမှာတော့ဘောနော်အက်စတွန်ဗီလာကမကစားရသေးဘူးကျွန်တော်ပြီးရင်အဲစပါးကမကစားရသေးဘူးစပါးကအာဆင်နယ်နဲ့တွေ့မယ်အဲ့တော့အာဆင်နယ်ကနိုင်မှုများနေတယ်စပါးကနိုင်သွားမလားဗောနော်စပါးကနိုင်သွားမလားဗောဗျာစပါးနဲ့ကျွန်တော်ကြားထဲမှာလည်းအမှတ်ကွာဟာမှုကမရှိဘူး16မဲ့ချင်းပဲကျွန်တော်တူးနေတာအက်စတူမီလာနဲ့လည်းဒီတိုင်းပဲဆိုပြောရရင်ကိုကစားသမားတွေရဲ့ယုံကြည်မှုတွေကိုအများကြီးဗောနော် အပြောင်းလဲလုတ်ပေးနိုင်မယ်ကာလာမျိုးကိုကျွန်တော်တို့ကြုံနေရတာပို့ပြီးတော့ကောင်းတာကဘာလဲဆိုတော့ကြားထဲမှာကျွန်တော်တို့က weekend မှာကျွန်တော်မကစားရဘူးဆိုတော့ကိုကစားမယ်ဆိုတဲ့အချိန်မှာကျန်တဲ့အခုရှိရအတင်းနေကိုပွဲလုံးကျွန်တော်အကုန်ကစားပြီးသွားပြီအဲ့လိုအချိန်မှာ okay ဘယ်တင်းနေရတော့ဘလို့ဖြစ်နေလဲငါတို့ကတော့ဒီပွဲကိုနိုင်ကိုနိုင်မှရမယ်ဟေ့ပေါ့နိုင်မှုကြီးကျွန်တော်မြင်ထားမှကျွန်တော်ရမှာဆိုတော့ဒါကြောင့် Everton နဲ့ပွဲကပေါ့နော် United အတွက်လွယ်ကူမှတော့မဟုတ်ပါဘူးသို့တော်လည်းပဲဘလောက်ပဲလွယ်မလွယ်ကူဘူးဒီလိုပွဲမျိုးမှမှအနိုင်သုံးမှတ်ယူပြီးတော့ တက်တက်နိုင်နေမှာကိုအောက်ကအသင်းတွေကိုအမှတ်ဖြတ်ဖို့ဂျူပန်တက်နိုင်နေမှာကိုအထက်ကအသင်းတွေကိုအမှတ်မီအောင်ကြော်အောင်လုပ်ဖို့ဂျူပန်နိုင်ခြင်းမရှိဘူးဆိုရင်ဒီနေ့ရမကောင်းဘူးဆိုတော့မက်ဒီစ်ကူညာပါဖို့မတည်ကြဘူးဘင်ဂျမင်ရှက်ကိုမပါနိုင်ဘူးဒါပေမဲ့လို့ကျွန်တော်မလားကျွန်တော်မှာဂိုးတွေတောက်လျှောက်သွင်းနေတဲ့ Brian Ambumo ရှိမယ်အာမတ်ဒီယာလို့လို့ကျွန်တော်ကောင်းနေတယ်ဒါပြင်ကျွန်တော်မေဆန်မောင်းတို့ကိုကျွန်တော်ပြန်သုံးလို့ရနေပြီ injuries ပြဿနာကင်းရင်မေဆန်မောင်းအားကိုလို့ရမရကျွန်တော်တည်ပြီးသားပါเนาะ Joshua 60အတွက်နေရာဖြစ်ကောင်းဖြစ်လာနေနဲ့ ိုဘီမေနူးတွေအခွင့်အရေးရလာနိုင်တယ်။ဟာနန်ဒက်စ်ကိုနံပါတ်10ရုပ်ကိုပို့တာမျိုးမြင်ကောင်းမြင်ရနိုင်တယ်။အဲတော့ဒါတွေဒါတွေဒီကျွန်တော်မျှော်လင့်လို့ရတဲ့အရာတွေ။ဒါကြောင့်ကစားသမားတွေကဗျာတိတာဒီကိုအသင်းနဲ့ပတ်သက်လို့လည်းကျွန်တော်ကယုံကြည်မှုကရှိမှရမှာကျွန်တော်တို့အခုဒီအားဒီဆိုရင်တပတ်မှတပွဲပဲကစားပြီးတော့ဥရောပဝင်ခွင့်သူတို့ပြင် Champions League ဝင်ခွင့်ကိုရဖို့ကျွန်တော်ကြိုးပမ်းနေကြတာအဲ့လိုရဖို့ကြိုးပမ်းနေတာတွေကခက်ခဲတယ်ဆိုတဲ့အနေအထားမျိုးတွေမှာလည်းကျွန်တော်ကအမှတ်တည်းစုဆောင်းနိုင်မှုလို့တယ် ကျွန်တော်ပြောလိုပဲကျွန်တော်ပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်17အတောတွေမှာကိုအထက်ကအသင်းကြီးအများစုနဲ့ကျွန်တော်ကစားပြီးသွားပြီး16မှတ်ထိကျွန်တော်စုဆောင်းထားနိုင်တယ်အခုကိုအောက်ကအသင်းကြီးနဲ့ကစားတော့မဲ့ပွဲမျိုးတွေမှာကျွန်တော်၃မှတ်၃မှတ်တော့ယူသင့်တဲ့ပွဲတွေမှာယူမှရမှာ evidence ကောင်းပါတယ်မကောင်းဘူးမဟုတ်ပါဘူး evidence ကောင်းပါတယ်အဲဘယ်လိုပြောမလဲလက်ရှိ DRD မှာလည်းအရန်ကောင်းတဲ့အသင်းကြီးတွေချစ်နေတဲ့အသင်းကြီးတွေဖြစ်လာပြီးသို့တော်လည်းပဲအိမ်ဝင်းမှာကျွန်တော် DRD အိမ်ဝင်းမှာတပွဲပဲကျွန်တော်ရှုံးနေထားပါသေးတယ်ပွဲစဉ်1ကအာဆင်နယ်နဲ့ပွဲတဲ့ပွဲစဉ်ဒီမှာအိမ်ဝင်းက DRD တော်ကောင်းနေတာ เนาะခံစစ်ကတော့ကျွန်တော်တော်တော်ကိုအားနေတဲ့နေရာမှာပါတယ်သူဆိုလည်းပဲသုံးမှတ်ဟာရအောင်ယူမှရပါမယ်ဒီဒီတစ်ပတ်မှာဒီတစ်ပတ်သုံးမှတ်ရရင်ပြမင်းဇရာအပြောင်းလဲကအများကြီးဖြစ်သွားမှာပြဿနာကမင်း Blue Northern Forest နဲ့တုန်းကလည်းကျွန်တော်အဲ့လိုမျှော်လင့်ခဲ့ရတာစပါးနဲ့တုန်းကလည်းအဲ့လိုမျှော်လင့်ခဲ့ရတာအဲ့မဲ့လို့အဲ့ဒါကအဝေးကွင်းနေဖြစ်နေတော့ကိုဒီမျှော်လင့်တယ်လို့မဖြစ်ခဲ့ဘူးဆိုတော့ဒီတစ်ပတ်အိမ်ကွင်းလည်းဖြစ်တယ် International Break ကိုနှစ်ပတ်လောက်နားပြီးတော့နော်တစ်ပတ်မှာတပွဲပဲကစားမယ်ကျွန်တော်တို့အတွက်ဂျားပွဲတွေအတွက်ကျွန်တော်အာရုံနောက်ဆရာမရှိဘူး ကစားမ2ယောက်လောက်လက်လွတ်ထားမှာမှန်ပြီမဲ့လေလို့ဗောနော်အေဗာတန်ရဲ့ပွဲတော့ကျွန်တော်နိုင်အောင်လုံးမရမယ်ဒီပွဲနိုင်ပြီဆိုတာနဲ့အသင်းရဲ့အဆင့်ရက်တည်မှုအနေထားကအပြောင်းအလဲအများကြီးဖြစ်သွားပြီးတော့ကစားမတွေအတွက်โอเคငါတို့ဒီရာဒီမှာတော့ဥရောပချန်ပီယံစ်ဝင်ဝင်ရာကောင်းရနိုင်စွမ်းရှိတယ်ဟေးဆိုတဲ့ယုံကြည်မှုမျိုးကျွန်တော်ရိုက်သွင်းပြီးနိုင်ပါဗျာအဲ့တော့ကိုရှိရသည်နဲ့အမှတ်ရုံးနေတော့မှအမှတ်ပြည့်ယူနေဖို့အတွက်အခွင့်ကောင်းပါကျွန်တော်တို့ချီချော်လို့မရပါဘူးဆိုတော့အေဗာတန်ရဲ့ပွဲဒီအသင်းအတွက်အများကြီးအရေးကြီးပါတယ် စားမားတွေရဲ့စိတ်တဲ့ပိုင်းဆိုင်ရာတွေရကောအတင်းရဲ့ဇရာရက်တင်မှုပိုင်းရကောအများကြီးအပြောင်းလဲလုပ်ပေးနိုင်မဲ့အခွင့်အရေးမျိုးပါကျွန်တော်တို့လောလောဆယ်မှာအဆင့်တစ်ဆင့်မှာရှိနေတယ်။ဒါကိုကျွန်တော်အများကြီးပြောင်းလဲနိုင်စွမ်းအခွင့်အရေးကြုံနေရပါတယ်။တကယ်လုပ်ပြနိုင်မလားပဲကျွန်တော်ကြည့်ရမယ်။ညီကလေးရောဘယ်လိုမြင်ရလဲ။ဆွေးနွေးကြပါအောင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။